င်္ဂလာပါနော် AOR Deadline အစီအစဉ်ကနေပြီးတော့ကြိုးဆိုပါတယ်ဒီပတ် AOR ရဲ့ Deadline အစီအစဉ်ကနေအခုကျင်းပနေတဲ့20ရာစုပင်လုံညီလာခံကမြန်မာနိုင်ငံသားတိုင်းရင်းသားလူထုတွေအားလုံးမျှော်လင့်ချက်တွေကိုဘလောက်ထိဖြည့်ဆွမ်းပေးနိုင်မလဲဆိုတာကိုကျွန်တော်တို့သုံးသပ်ဝေဖန်ဆွေးနွေးကြပါလားကျွန်တော်နဲ့အတူ ဦးတွင်လင်းအောင်21ရာစုပင်လုံးညီလာခံ CSO Foreign ဖြစ်မြောက်ရေးယာယီကော်မတီဝင်နောက်ပြီးတော့ဒေါ် Cherry Zahaw ချင်းတိုင်းရင်သူလူခွင့်လှုပ်ရှားသူတို့ကိုအဲဖိတ်ကြားထားပါတယ်ကျွန်တော်ကတော့ရဲနေပါ AOR မြန်မာပိုင်းအဒီတာပါကိုတွင်လျောင်းနဲ့မတ်ချေတို့ရေအခုဆိုရင်ဟာလာဒီ27ပင်လုံးကြီးလာကန်လို့ခေါ်တဲ့ ်ညဉ့်ဉန်းရင်ညီလာခံဤစပြီးတော့ဆွေးနွေးနေကြပြီပေါ့ဗျာဆိုတော့ဒီညီလာခံမှာဟာလာဟိုကြည့်လိုက်လို့ရှိလို့ရှိရင်ကိုကန့်ရဲ့ပလောင်ရဲ့ရခိုင်သုံးဘွဲ့ပါဝင်နောက်ပြီးနာဂလည်းမတောက်ဘူးပေါ့ဗျာသူတို့ဒီလေးဘွဲကလွဲပြီးတော့ဟာလာကြံတဲ့အပြည့်ရက်အဖွဲတွေရောအပြည့်မရက်ထားတဲ့အဖွဲတွေရောအားလုံးဟာလာအဲစုံကြီးပါဝင်ပြီးတော့တက်ရောက်ကြတယ်ပေါ့ဗျာเนาะနောက်ပြီးတော့ဒီကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်း ဟလာဒီပင်လုံကြီးလာကန်ထောက်ခံပွဲတွေဟိုဟိုမာဒီမှာ တွေ့နေရတယ်ဆိုတော့ကပထမဦးဆုံးနေနဲ့ဟလာဟိုမတ်ချယ်ရီရှင်တိုင်းသူတူလည်းဖြစ်တဲ့အခါမှာကြတော့အဲနောက်ပြီးတော့တလျှောက်လုံးတိုင်းသားအကြီးကိုလည်းဆောင်ရွက်လာတဲ့လူတယောက်အနေနဲ့ဒီ27ပင်လုံကြီးလာကန်ပေါ်မှာဘလို့ ရင်ပါတယ်လက်ခဏဟုတ်ကဲ့ဒီ27ပင်လုံးကြီးလာခံကကျမတို့ငင်းချမ်းကြီးစပြီးတော့ဟိုဆငင်းချမ်းကြီးဖြစ်စဉ်ပေါ့ peace process စလာခဲ့တဲ့ဒီ2017ကနေတောက်လျှောက်လုံးဒါနောက်ဆက်တွဲပေါ့နော်ဟိုဟိုသူကဖြစ်ဖြစ်စဉ်တစ်ခုအထဲမှာအပါဝင်ဖြစ်ပါတယ်ဆိုတော့ဒီ27ရာစုထဲမှာ27ရာစုပင်လုံးကြီးလာခံမှာဆိုလို့ရှိရင်အခုဟိုတွားနေတဲ့ပုံစံက ဒီတိုင်းသားလက်နက်ကင်ဖွဲ့စည်းတွေခုနပြောသလိုပဲပြစ်ခဲရမပြစ်ခဲလက်မှတ်ထိုးတဲ့လူတွေရောဟိုနှစ်ဖွဲ့စလုံးကိုဖိတ်ဟိုဖိတ်တဲ့တဘောမျိုးရှိတယ်ဆိုတော့ဒီတိုင်းသားလက်နက်ကင်ဖွဲ့စည်းဘက်ကနေကြည့်မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့လူကဆုံးလင်လာတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့ဒီဟိုဒီငင်းချိုင်းဖြစ်စဉ်တစ်ခုလုံးမှာဟို2017ကနေတောက်လျှောက်အော်ဖြစ်အားတစ်ခုအနေနဲ့မန်ဒိန်တစ်ခုအနေနဲ့ပါလာခဲ့တဲ့နိုင်ငံရေးပါတီဘက်ကနေကြည့်မယ်ဆိုလို့ရှိရင်ဟို inclusive လို့ပြောအားလုံးပါဝင်တဲ့အခြေအနေမျိုးမရှိဘူး။အိုးဟိုဒါဟိုဒီအစိုးရဘက်ကတတ်မှတ်လိုက်တဲ့ criteria ထဲမှာဆိုလို့ရှိရင်ယူကပွဲမှာအနိုင်ရမှာပါဝင်ရမယ်ဆိုတော့ဟာဒီပါလာတယ်ပေါ့နော်ဆိုတော့အဲ့ဒါဒီကကျမဟိုတရုတ်အမင်းနဲ့တော့ဒါပြဿနာရှိတယ်လို့ထင်တယ်။ဘာလို့လဲဆိုတော့ယူကပွဲတစ်ခုနဲ့တဲ့နဲ့တော့ဒီငင်းချမ်းယူကိုဘယ်သူပါဝင်တင်လဲမပါဝင်တင်မှုလဲဆိုတာတတ်မှတ်လို့မရအောင်ဒီယူကပွဲကလွတ်တော်မှာဟိုကိုယ်စားလှယ်ရှိဖို့ ဒါပေမဲ့ငင်းချမ်းကြီးမှကြတော့လွတ်တော်မှာကိုယ်စလဲမရှိတဲ့လူတွေအတန်နေဟိုအမြင်မတူတဲ့လူတွေဟိုဒီလူမျိုး mainstream အများစုမှမပါဝင်လာနိုင်တဲ့လူတွေအဲ့ဒါမျိုးစုံကိုစုပြီးတော့မှအဖြေရှာရတဲ့နေရာတစ်ခုဖြစ်တယ်ဒီဒီ dialogue တွေငင်းဟိုဟိုငင်းလာခံလူမျိုးကဆိုတော့အခုဒီနိုင်ငံရေးပါတီတချို့တွေကိုဒီလိုမျိုးပြီးပယ်ထားလိုက်ခြင်းအဖြစ်ဒီနိုင်ငံရေးပါတီတွေကြားထဲမှာဘာဖြစ်လာနိုင်လဲဆိုတော့ဟောင်းတူတွေလက်နက်ကင်မှာ ဟိုအတိမပြုခံရမယ်ဆိုတော့သဘောမျိုးလည်းဖြစ်လာနိုင်တယ်ဆိုရီရှင်မှာဒါမျိုးတွေကတတိထားရမယ့်ဟာတွေလည်းရှိတယ်။နောက်တစ်ခုကဒီဒီမိုကရေစီဖြစ်စင်မှာဆိုလို့ရှိရင်ဟိုပါတီတစ်ခုကလူထုကိုရာနှုံးပြကိုစားပြုတယ်ဆိုတော့မရှိနိုင်ဘူး။ဥပမာပြီးပြီးခဲ့တဲ့နိုဝင်ဘာလဟိုယူကပွဲမှာဆိုလို့ရှိရင်တချို့ပြည်သူလူထုတွေကတခြားပါတီတွေမဲ့ပြေးတာပဲ။ NLD တခုတည်းကိုမဲမဲပေးတာမဟုတ်ဘူးတချို့ပြည်နယ်တွေမှာဆိုလို့ရှိရင် NLD ရဲ့ဟိုဟိုဟိုက margin ကဟို 30ရာခိုင်နှုန်းလောက်ပဲရှိတယ်တချို့ပြည်နယ်လိုမျိုးကျမတို့ချင်းပြည်နယ်လိုမျိုးမှာဆိုလို့ရှိရင်80ရာခိုင်နှုန်းလောက်ရှိတယ်ဆိုတော့ကျန်တဲ့30ရာခိုင်နှုန်းတွေရဲ့အတန်ကရောပဲပြောင်းနေလဲပေါ့နော်ဆိုတော့တိုင်းသားလက်နဲ့ကင်တခုထဲရပဲအဲ့ဒီ30ရာခိုင်နှုန်းလောက်ချင်းပြည်တို့လူထုတွေရဲ့အတန်ကိုဟိုဟိုရောင်ပြန်ဟနိုင် မှာမဟုတ်ဘူးကိုစားပြုတ်နိုင်မှာမဟုတ်ဘူးဆိုတော့ပါတီတွေရဲ့ပါဝင်မှုကလိုအပ်တယ်ဒါပေမဲ့ ဟိုအနယူကပွဲမှာအနိုင်ရမှာပါဝင်ရမယ်ဆိုတော့ဟိုဟို criteria တခုကြောင့်ပေါ့နော်ဒီလူထုတော်တော်များများရဲ့ကိုစားပြုတ်မှာပျောက်နေတယ်ဆိုတော့ဒီလူမျိုးသွားမယ်ဆိုလို့ရှိရင်ဒီ democracy process မှာလည်းပဲဟိုကို့မှာလူများရင်ဟိုတခြားလူတွေအနိုင်ကျင့်လို့ရတယ်ပေါ့နော်ဟိုကို့မှာအင်နာရှင်တခြားလူတွေကိုအနိုင်ကျင့်လို့ရတယ်ဆိုတော့ပုံစံမျိုးနဲ့ဖြစ်သွားမှာလဲဆိုရင်ရတယ်ဟုတ်ကဲ့ matchery ဟိုကျေးဇူးတင်တယ်အဲ့ ခုနကမချယ်ရီဆွေးနွေးတဲ့အထက်မှာစိတ်ဝင်စားဖို့ကောင်းတာခုနကဒီဟိုကပေါ့ညီလာခံမှာဟာလာအဓိကကိုစားပြူတက်ရတဲ့ဟိုအဖွဲတွေကဒီလက်နက်ကင်အင်အားစုတွေအများစုပဲဖြစ်တာဆိုတော့ခုနကနိုင်ငံရေးပါတီတွေရဲ့ဟိုအမြင်ရှူတောင်းကိုမချယ်ရီကပြောတယ်လို့မျိုးပဲကျွန်တော်ကကိုတွင်တွင်းအောင်ကိုလည်းပြောစီကျင်တာကဒီ ဟလာဟိုငင်းငယ်ဒီဆောက်မှုဖြစ်စဉ်တစ်ခုလုံးမှာတကယ်အဓိကကြာတာကကျွန်တော်မြင်တာကဒီခံစားနေရတဲ့အောက်ခြေလူဒန်းစားတွေလို့မြင်တယ်သူတို့ရဲ့အတန်တွေကိုရောအဲ့လိုမျိုးဟိုပြန်တင်ပြနိုင်မဲ့ foreign ပေါ့နော်ညီလာခံတစ်ခုကိုလုတ်ပေးမယ်ဆိုပြီးတော့ကျွန်တော်တို့ဟိုကြားသိခဲ့ရတာပေါ့ဗျာဆိုတဲ့အခါမှာကြာတော့အဲ့ဒီဒီလူမှုအခြေပြုအဖွဲ့အစည်းတွေအောက်ခြေရက်ရွာအခြေပြုအဖွဲ့အစည်းတွေရဲ့အတန်ကိုထင်ရှားမဲ့ညီလာခံကအခုနောက်ဆုံးပဲအခြေအနေကြီး ရှိနေပြီလေခင်ဗျာအခုကတော့ဟိုကျွန်တော်တို့စပြီးတော့တို့အကြောင်းကြားတာပေါ့နော်ဟိုဟာထဲမှာကျွန်တော်တို့ August ဆိုတော့ဒီ July ထဲမှာစပြီးအကြောင်းကြားတယ်ဒီလိုမျိုး CSO program လုပ်လို့ရအောင်မယ်ဆိုတော့အဲ့မှာကျွန်တော်တို့ကဟိုစပြီးတော့လုပ်ဖို့ပြင်ဆင်ခဲ့တယ်ဒါပေမဲ့အဲ့ဒီချိန်ကလေးကမရှင်းတာကခုနဘယ်လိုပုံစံမျိုးအသေးစိတ်သွားရမယ်ဆိုတော့လုပ်ငန်းလမ်းညွန် DOR မရှိဘူးကျွန်တော်တို့အဲ့အနေနဲ့ TOR ကိုစပြီးတော့ဆွဲဖို့ကြိုးစားတယ်ဒါပေမဲ့အဲ့ဒီချိန်ထဲမှာနောက်ဘာဖြစ်လာလဲဆိုတော့ TOR ကိုအစိုးရဘက်ကဆွဲမယ်ကျွန်တော်တို့ကလိုချင်တာတွေထည့်ပါဆိုတာမျိုးဖြစ်တယ်ဆိုတော့အဲ့ဒီချိန်မှာအဓိက ဟိုနည်းနည်းလေးဟိုကျွန်တော်တို့အတွက်ပြဿနာရှိနေတဲ့ဟာကဘာလဲဆိုတော့တခုကဒီကဏ္ဍအားလုံးဆွေးနွေးလို့မရဘူးဆိုတဲ့အချက်တခုဟိုနိုင်ငံရေးနဲ့လုံခြုံရေးကိုဒီအရက်ဖက်ဖွဲ့စည်းရဆွေးနွေးလို့မရဘူးနောက်တစ်ချက်ကတော့ကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့ဆွေးနွေးပွဲတွေကရလက်တွေကိုအဲခုနပြည်လုံးညီလာခံကိုဘယ်လိုပို့မလဲဆိုတဲ့ဟာဆိုတော့လက်ရှိခွင့်ပြုထားတာကတော့သူကဒီသူတို့ရဲ့ comedy တွေကိုခုနဟိုစာအိတ်အဖြစ်ပဲဖြစ်ဖြစ်အကြံပေးချက်ပဲဖြစ်ဖြစ်လှမ်းပို့တဲ့ပုံစံမျိုးပဲဆိုတော့အဲ့ဒီနှစ်ခုပုံမှာကျွန်တော်တို့ကနည်းနည်းလေး ဟိုအောင်းလို့အောင်းမြဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကကျွန်တော်တို့ဖြစ်စေခြင်းတဲ့အချက်ကိုအဲ့ဒီချိန်တော့အစိုးရဘက်ကဒီဖြစ်မြောက်ရေးကော်မတီတွေပေါ့နော်27ရာစုအဲ့ဘက်ကတောင်းတဲ့ခါကျတော့ကျွန်တော်ကအဲ့ဒီနှစ်ခုကိုကဏ္ဍအားလုံးကိုဆွေးနွေးခြင်းပါတယ်ဘာလို့ပြည်သူတွေနဲ့ကသူတို့သက်ဆိုင်တဲ့ပြဿနာတွေကသူတို့ကဆွေးနွေးတင်တယ်ခုနလုံညုံရေးနိုင်ငံရေးဆိုတာလေအကြမ်းမြင့်ကြည့်ရင်တော့မဆိုင်လို့ထင်ပေမဲ့အဲ့ဒီလုံညုံရေးနိုင်ငံရေးကြောင့်ပဲအောက်ခြေလူတွေကဒုက္ခရောက်နေကြတာခုနတိုက်ပွဲတွေမှာဆိုရင်လည်းတကယ်ခံရတာက တကယ်တနက်မရှိတာကအောက်ခြေလူလူဆိုတော့သူတို့ပဲခံနေရတာဆိုတော့သူတို့ရဲ့အမြင်တွေပါဖို့လိုတယ်ဆိုပြီးတော့အဲ့ဒါတခုကိုကျွန်တော်တို့ကတောင်းတယ်အဲနောက်တစ်ခုကတော့ခုနကျွန်တော်တို့ဒီဆွေးနွေးရရှိချက်တွေကိုသူတို့ပို့တဲ့အခါမှာလည်းခုနဟိုဒီတိုင်းပေးရတယ်ဆိုတော့ခုနဟိုပင်နယ်ထဲကိုစာမျှောရတယ်လို့ပေါ့နော်ယောက်လာလည်းမသိမယောက်လာလည်းမသိယူလာလည်းမသိမယူလာလည်းမသိဆိုတော့အဲ့လိုထက်စာရင်ကျွန်တော်တို့ကကိုယ်စလဲလှုပ်ပြီးတော့ ဆွေးနွေးခြင်းပါလေပေါ့နောက်ပြီးတော့အဲ့လိုကိုယ်စားလှည့်ပြီးဆွေးနွေးခြင်းလဲဆိုတာလည်းဒီတိုင်းအလွတ်မဟုတ်ပါဘူးဒီနိုင်ငံလုံးဆိုင်ရာပြစ်ခတ်ရစေ NCA စာချုပ်က22စလိမ်မာကိုကသူကပါတယ်ပေါင်းရင်အသိပေါင်းရင်လိုက်သူများ CSO များဆိုပြီးတော့ တော့ပါတယ်ဒါပေမဲ့တကယ်နိုင်ငံရေးပုံအောင်ရေးဆွဲလိုက်တဲ့ခါကျတော့ပါဝင်တဲ့ပါဝင်တိုက်သူကတော့ပါသွားတယ်ခုနညီလာခံမှာပါဖို့ CSO တွေကြံခဲ့တယ်ဆိုတော့ကျွန်တော်အဲ့ဒီချက်လေးတွေကိုဖြစ်ပြပါဆိုကျွန်တော်တင်ထားတယ်ဒါပေမဲ့အဲ့မှာတင်ပြီးတော့ကျွန်တော်ကစောင့်နေတာပေါ့နော်ဟိုဘက်အတီးပြုချက်ကိုကျွန်တော်ကယူပြီးတော့ကျွန်တော်ဆက်လုပ်မယ်ပေါ့ဒါပေမဲ့အားလုံးလည်းသိတဲ့အတိုင်းပေါ့နော်ဒီအစိုးရဘက်ကနဲ့ဒီခုန27ရာစုပြင်လုံဖြစ်မြောက်ဘက်ကတောင်းနေတဲ့ process ကြီးကသူတို့ကနဲ့သူတို့ကိုခုနနိုင်ငံရေးမူပေါင်းဆွေးနွေးသုံးသပ်တာတွေလည်းမပြတ် เนาะအဲ့တော့အဲ့သုံးသက်တဲ့ဟာပြတ်မှာကျွန်တော်လည်းဒီဝါထွက်မှာဆိုအဲ့မှာသူကရှေ့တိုးသလိုနောက်ဆုတ်သလိုနေနေဖြစ်နေတော့အခုထိကျွန်တော်တို့ကပြောရရင်နောက်ဆုံးအချိန်ကြီးကစောင့်နေရတဲ့အချိန်ကြီးပဲဖြစ်တယ်အခုဒီ27ရာစုပြလုံးကြီးလာကန်နဲ့ကြိုက်ပြီးတော့ဟာလာအခုဟိုမဖြစ်သေးတဲ့ဒီညီလာခံနဲ့ဟိုပေါ့ CSO ညီလာခံနဲ့ပတ်သက်ပြီးတော့ CSO တွေအားလုံးစုပေါင်းပြီးတော့ statement တစ်ခုထွက်တယ်လို့ပြောပါတယ်။အဲ့ဒီအဲကိစ္စကိုလည်းဒီနေ့လောက်ရှင်းပြပေးပါဦး။ အဲ့မှာတော့ကျွန်တော်တို့ဒီလိုပါဟို CS တွေလည်းအခု90လောက်သူတို့ဖိတ်ကြားတယ်လို့ပြောပါတယ်27ရာစုဒီပင်လုံးအခုပထမဆုံးချိန်ပါဘောเนาะဒါပေမဲ့တော်တော်များများကတော့ observer နဲ့ကျွန်တော်ဖွင့်ပွဲမှာဟိုဖိတ်ကြားခံရတာဘောเนาะဒါပေမဲ့လည်းတကယ်ကြတော့ဟိုတက်ရောက်ဆွေးနွေးတဲ့လူတွေကိုယ်တိုင်လည်းဟိုဘာမှစုံဖြတ်ချက်ချမှာမဟုတ်ဘူးတရားဆွေးနွေးမှာမဟုတ်ဆိုတဲ့သတင်းတွေလည်းကျွန်တော်တို့ကြားနေရတာဘောเนาะဆိုတော့ကျွန်တော်တို့အမြင်ကတော့ဒါ2015ခုနှစ်မှာလူလူထောက်ခံမှုနဲ့တက်လာတဲ့အစိုးရကနေပြီးတော့မှဥဆောင်ကျင်းပတဲ့အတွက်ဒါဟိုဝမ်းသာပါတယ်အလားလာကောင်းနေရှိလာမယ်လို့လည်း ျော်လင့်နေပေါ့နော်ဒါပေမဲ့တစ်ဖက်ကတော့ဟိုနည်းနည်းလှုပ်ရှားတွေတကယ်သာတကယ်မြန်မာနိုင်ငံကြီးကိုငြိမ်းချမ်းသွားပြီးတော့တကယ်အားလုံးလိုလားတဲ့တာလူညီများဖြစ်တဲ့ခုနဟိုဘယ်လိုခေါ်မလဲဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုကြီးအနေနဲ့သွားမယ်ဆိုရင်တော့လှုပ်ရှားတွေကြံနေသေးတယ်ဆိုတော့ကျွန်တော်ထောက်ပြတာပါအဓိကဆိုတော့အဲ့ဒီအဲမှာတော့ကျွန်တော်6ချက်အဓိကထောက်ပြတယ်တကွာတော့တစ်ဖက်ကငြိမ်းချမ်းရေးဆွေးနွေးပွဲစနေပြီဆိုပြီးတစ်ဖက်တိုက်ပွဲတွေအခုထိရှိနေတဲ့ကိစ္စဆိုတော့အဲ့ဒီထိုးစစ်တွေရက်ပြီးတော့အာဒီတကယ်ငြိမ်းချမ်းရေးဆွေးနွေးပွဲစတဲ့နေ့မှာပဲနှစ်ဖက်အပြစ်ကရက်ဆဲပါတယ်ဆိုတာမျိုးကိုကြင်ညာချက်မျိုးထုတ်နိုင် င်ထုတ်ပေးပါဆိုတော့ကျွန်တော်ကပြောထားတယ်နောက်တစ်ချက်ကတော့အဲ့တိုက်ဝဲနဲ့ဆက်ဆက်နေတဲ့လူလူတွေရဲ့ဘဝလုံခြုံရေးအာမခံချက်တွေကိုလုပ်ပေးပါဆိုပြီးကျွန်တော်ပြောတယ်နံပါတ်3ကတော့ဒီလက်မှတ်မထိုးသေးတဲ့လက်နက်ကင်အဖွဲ့တွေတော်တော်များပါလာတဲ့အတွက်ကျွန်တော်ကြိုးစားပါတယ်ဒါပေမဲ့မပါလာနိုင်သေးတဲ့အဖွဲ့တွေလည်းရှိနေသေးတာတွေ့ရတယ်ဆိုတော့ဒါကငင်းချမ်းရေးပြည်ပြည်စုံတယ်လို့ကျွန်တော်ပြောလို့မရသေးဘူးအဲ့တော့အဲ့ဒီအဖွဲ့တွေကိုအခုညီလာခံကတော့ကတ်နေတဲ့အတွက်ဒီမှာမပါနိုင်ရင်တော့ရှိပါသေးတော့ဒါပေမဲ့ဒုတိယအကြိမ်လုံမဲ့ညီလာခံမှာတော့ပါနိုင်အောင်လို့အစိုးရနဲ့ဒီ ပါတီဘက်ကအစိုးရနဲ့ဒီတက်မတော်ဘက်ကနေပြီးတော့မှညှိနှိုင်းပေးပါဆိုပြီးကျွန်တော်သုံးချက်နေတဲ့လေးကတော့ကျွန်တော်တို့ CSO နဲ့ဆိုင်တဲ့ကိစ္စပါเนาะ CSO တွေကိုကျွန်တော်တို့ကဏ္ဍစုံမှာတည်တည်ချာချာပါဝင်ပြီးတော့ဆွေးနွေးခွင့်တွေပေးဖို့နောက်ပြီးတော့အဲ့လိုဆွေးနွေးခွင့်ရဖို့ဆိုရင်တချို့ဟာတွေကဒီ peace process ထဲမှာပေါ့เนาะညီညီလုပ်ငန်းစဉ်မှာပါဝင်ပြီးတော့လှုပ်ဆောင်မှုဆိုရင်တချို့ဟာတွေအဟန့်တားဖြစ်နေတယ်ဥပမာ section 1လို့ဟာမျိုးတွေ မဆွေးနွေးလို့တော့ပြောတယ်ကျွန်တော်ကဆွေးနွေးဆိုတဲ့အတွက်တက်ကိုလည်းဆွေးနွေးတယ်တစ်ဖက်ကတိုင်းသားလေးနဲ့ကံကိုလည်းတော့ဆွေးနွေးတယ်ပြီးတော့မှသူတို့ကဆက်ခွန်တက်ဆိုပြီးတော့ဆွဲချလိုက်ရင်လည်းပြဿနာရှိအဲ့တော့ဆက်ခွန်တက်ကိုလည်းပယ်ဖြတ်ပေးပါနောက်တစ်ခုကတော့အဲညောင်နိုင်ငံမှာတကယ်ဆိုရင်ကျွန်တော်တို့လွတ်လပ်ရပြီးကဒီလိုဆွေးနွေးပွဲတွေကကျွန်တော်ထင်တယ်၅ချိန်လောက်ဖြစ်ခဲ့ပြီဆိုတော့ဒီတစ်ချိန်ကအတွင်တန်ရန်ရတော့တော်တော်လေးတိုးတက်တဲ့အချိန်ပါဒါပေမဲ့ရှေ့မှာလုတ်ခဲ့တဲ့ဥမာ1980လို့ဟာမျိုးတွေမှာတော့မှမလုတ်ခင်မှာကျွန်တော်တို့လူငင်းချမ်းသာခွင့်နိုင်ငံရေးဆိုင်ရာပေါ့နော်အထူးလူငင်းချမ်းသာခွင့်မျိုးတွေပေးရရှိတယ်အဲ့တော့အခုလည်းအဲ့လိုမျိုး ပေးပေးပါဆိုပြီးတော့ကျွန်တော်တောင်းထားတာရှိတယ်။နောက်နံပါတ်5အချက်နေနေကတော့အခုအချိန်လေးမှာလိုအပ်တဲ့အခင်းချင်းမျိုးပေါ့နော်ခုနတိုင်းသားပြည်သူတွေအားလုံးလိုလားတဲ့ Fairway ပြည်တော်စုကြီးကိုသွားမယ်ဆိုရင်လိုအပ်တဲ့အခင်းချင်းဟူသမျှကိုညှိနှိုင်းပြီးတော့လုပ်ပါ။နောက်နံပါတ်6ကတော့ကျွန်တော်တို့အားလုံးသာရုံညီမြဖြစ်ဖို့ရလက်တွေကိုလည်းသာရုံညီမြဖြစ်ဖို့ပေါ့နော်။အဲ့ဒါကိုကျွန်တော်ထုတ်လိုက်တာ။ဟို6ချက်ပေါ့နော်။ဒါပေမဲ့စိတ်မကောင်းစရာပဲပေါ့ခုနသာရုံညီမြဖြစ်ဖို့ဆိုတဲ့အချက်ကိုကျွန်တော်တို့ကအခုကြေညာချက်မှရေးပြီးတော့ထုတ်ပြန်မယ်ပဲရှိသေးတယ်။ကျွန်တော်အခုဒီမနေ့ဆိုရင်သတင်းတွေထဲမှာတွေ့လိုက်ရတယ်။ခုနဒီနာမည်ဒီတက်တဲ့အခါမှာ သူတို့ရဲ့ယာဓူးတွေကိုကျွန်တော်တစ်ဖက် ကတော့ဒီတက်ဖက်ကတော့အစူကတက်ဖက်ကတော့တက်ပြီးတော့တိုင်းသားလည်းနဲ့ကင်နေမှာတော့အဲ့ဒါတွေဘာမှမထည့်ပဲနဲ့တိုင်းတက်ထားတဲ့ဟာမျိုးတွေတွေ့ရတဲ့ခါကျတော့တော်တော်လေးအလားအလာတော့စိုးရိမ်မိပါတယ်ဆိုတော့ကျွန်တော်ဘလောက်ထိတောင်ဟိုစိုးရိမ်မိလဲဆိုတော့ဒါကကျွန်တော်တို့ဟိုအတိတ်စိုးတွေတောင်ပြန်နိုးထလာလို့ပဲကျွန်တော်တို့ဒီထောင်နေထဲမှာဆိုရင်ဒါတိမှာပါဟိုကျွန်တော်တို့ရှေ့ကဥတွေဒေါ်တွေပါမတက်ဘူးတမင်းနှိမ်ပြီးတော့အဲ့လိုမျိုးခေါ်တာဆိုတော့အခုအဲ့လိုပုံစံမျိုးပြန်မြင်လိုက်ရတဲ့ခါကျတော့တော်တော်လေး ရှော့ဖြစ်တယ်ပေါ့နော်ဒါမျိုးမဖြစ်စေချင်ပါဘူးဟုတ်ကဲ့အခု map cherry ရှူကိုပြန်ပြီးတော့ဟိုမိကုန်းလေးတစ်ခုနောက်ဆုံးအနေနဲ့ကျွန်တော်မေးချင်တာကငင်းငယ်လုပ်ငန်းစဉ်တိစောက်မှုအတွင်းမှာအမျိုးသမီးတွေပါဝင်မှုကဏ္ဍအရန်နှဲနေတယ်လို့ပြောတယ်တကယ်တမ်းဆိုရင်ဟာလာဒီခုနကပြောရမယ်ငင်းငယ်ကြီးလောက်ကြပြီဟာလာဆိုလို့ရှိရင်တကယ်ဟာလာစစ်ပွဲတွေဂျားထဲမှာဟိုခံရတဲ့အထည်ထဲမှာအမျိုးသမီးနဲ့ကလေးတွေကထိတ်ဆုံးသွားပါတော့ဆိုတော့သူတို့အတန်တွေမပါတဲ့အခါမှာကြာတော့ မတ် cherry အနေနဲ့အဲ့ဒီ point ကိုဗာများပြောခြင်းဟုတ်ကဲ့ဒီကျမတို့မြန်မာနိုင်ငံရဲ့လူဦးရေကိုလှိုင်းကူက50တန်းကျော်မှာ26တန်းကျော်ကမြို့သမီးတွေဖြစ်နေတယ်ဟိုလူဦးရေထုတ်ဝက်ကျော်နေတယ်မြို့သမီးတွေရဲ့ population လူဦးရေကဆိုတော့ဟိုနိုင်ငံရေးပဲပြောပြောလူမှုရေးပဲပြောပြောငင်းချမ်းရေးပဲပြောပြောအရေးအရေးတိုင်းမှာမြို့သမီးတွေကတော့မပါလို့မရအောင်လူဦးရေကိုတင်ချာရကိုနိုင်ကမပါလို့မရအောင်ဒီလူဦးရေထုတ်ဝက်ရဲ့အတန်ကို တည်တည်ချာချာရောင်ပြန်ဟပ်နိုင်တဲ့အနေအထားမျိုးမရှိနေတဲ့ရွေးကတော့ဒါဒီမိုကရေစီစစ်မှန်တယ်လို့လည်းပြောလို့မရအောင်ဒါဆိုတော့ဒါသူတို့က majority ဖြစ်နေတာ哦အမျိုးသမီးတွေ majority ဖြစ်နေတာ哦ဆိုတော့အဲ့ဒါကိုအစိုးရဘက်ကလည်းတင်မှတ်ပြုဖို့လိုတယ်နိုင်ငံရေးပါတီအခုဆွေးနွေးပွဲမှာတိကတာဝန်ယူနေတဲ့အစိုးရတိုင်းသားလက်နက်ကင်ဖွဲ့စည်းတွေဒီနိုင်ငံရေးပါတီဘက်ကလူတွေကလည်းအဲ့ဒါကိုအတိမတ်လေးလေးနက်နက်ကိုအတိမပြုဖို့လိုတယ်ပေါ့နော်ဆိုတော့အခု ဒီမကြရန်ဟိုစီဝေးနောက်ပိုင်းမှာဆိုလို့ရှိရင်ဒီမြူးသမီးဖွဲ့စည်းတွေကို ဟိုဒိုစာတမ်းဖတ်ခိုင်းတဲ့ဟာမျိုးတွေလာသူတို့ရဲ့အတန်ကိုနားထောင်တဲ့ဟာမျိုးတွေတော့တွေ့ရတယ်ဆိုတော့နည်းနည်းလေးတော့တွတ်တက်မှုရှိလာတယ်ပေါ့နော်အရင်တော့ဆိုလို့ရှိရင်ဒီဟိုလက်ဖက်ဆိုင်မှာဟိုဒီလိုမျိုး informal စကားပြောတာလောက်ပဲစင်ကနေအခုတော့နည်းနည်း formal ဖြစ်လာတယ်ပေါ့နော်ဆိုတော့ဒါတွတ်တက်မှုတစ်ခုဒါပေမဲ့ခုနကျွန်တော်တို့တွေ့စမြင်ချင်တဲ့အရာတွေအကုန်လုံးကဒီအရာတွေထဲမှာဆိုလို့ရှိရင်ခုနကာဏအသေးသေးတိုင်းမှာအမျိုးသမီးတွေကိုထည့်ထားပြီးဒါပေမဲ့အဲ့ဒီအမျိုးသမီးတွေဟိုကိုယ်တိုင်ပါဝင်ဖို့ ထက်ထားဖို့ဆိုတာကလည်းပဲခုနသင်္ကေတလိုမျိုးမဟုတ်ပဲနဲ့တကယ်ပဲပြည်သူလူထုနဲ့အိုးဆက်ဆက်မှုရှိနိုင်တဲ့ဒါမှမဟုတ် CSO ပဲဖြစ်ဖြစ်ပါတီပဲဖြစ်ဖြစ်တိုင်းသားလက်နက်ကင်ဖွဲ့စည်းပဲဖြစ်ဖြစ်ဟိုလုံးဝကိုလှုပ်ဆောင်နိုင်တဲ့အမျိုးသမီးတွေလိုမျိုးပေါ့နော်ဟိုဟိုဟိုပြည်သူလူထုရဲ့အတန်ကိုတကယ်ပဲရောင်ပြန်ဟပ်နိုင်တဲ့အမျိုးသမီးတွေလိုမျိုးကိုဟိုဟိုထည့်စစ်ခြင်းတယ်အဲ့ဒါမှလည်းပဲခုနဒီဒီမှာဘာတွေဆွေးနွေးလဲ အောက်ချင်မှာဘယ်လိုခြေနေရှိလဲဆိုတဲ့ဟာကိုမြူတီမြူတီမီတဲ့ချိတ်ပြလို့ရမှာဖြစ်တယ်ဆိုတော့အဲ့ဒါလေးဟိုအခုလောလောဆယ်မှာတော့ထိထိရောက်ရောက်မတွေ့ရသေးဘူးနည်းနည်းတော့တူတက်မှုရှိလာတယ်လို့ပြောလို့ရတာပေါ့နော်ကဲတန်းဆိုလို့ရှိရင်ဟာလာဒီဟာကကျွန်တော်တို့ပြောစရာတွေကတော့အများကြီးပေါ့ဗျာအခု15မိနစ်တဲ့ချိန်ရတဲ့ခါမှကျတော့ကျွန်တော်တို့ပြောချင်တဲ့ဥစ္စာလေးတွေကိုဒီလောက်နဲ့ပဲအာပြောပြီးတော့ကျွန်တော်တို့ဒီပတ် deadline season ဒီမှာပဲဒီကုန်းချုပ်ခွင့်ပေးပါကြီးရှုနေကြတဲ့ပြည်သက်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်